ီနေ့ဘိုက်ရမ်းစားတာပဲဘိုက်ဟောင်းလောင်းနဲ့ဘလို့မှလည်းနေလို့မရဘူးအသားစားဖို့အတွက်တနည်းမဟုတ်တနည်းတော့ကြံမဖြစ်တော့မယ်ဘိုက်စားနေတဲ့ရာစာသိန်းကကဟိုဘက်ဒီဘက်ရှောက်သွားနေတော့တာပေါ့ရာစာသိန်းကလက်ဆက်တဲ့အသားကိုပဲစားရတာကြိုက်တာလေအဲ့ဒါကြောင့်လဲပစ္စံပေးပြီးတော့ဈေးမှာတားဝယ်ပြီးတော့မစားဘူးပေါ့အင်းငါသာဆန္ဒရှင်ဈေးရနေအသားတွေဝယ်ပြီးတော့စားလို့ရတယ်။ဒါမဲ့ဈေးတဲ့အသားတွေက၃လရက်ကြာပြီးနေပြီလေ ငါလက်ဆက်တဲ့အသားပဲကြိုက်တာအဲ့လိုပြောပြီးတော့ဗိုက်စာနေတဲ့ရာစာတိုင်းကကဟိုဘက်ဒီဘက်ရှောက်သွားနေတော့တာပေါ့အဲ့ဒီချိန်လမ်းတစ်ဝက်မှာရာစာတိုင်းကသူ့ရဲ့တငယ်ချင်းမင်းမင်းတိုင်းကနဲ့တွေ့သွားတော့တယ်ဒီမင်းမင်းကဒီမှာဘာလုပ်နေရလဲဒီနေ့လဲကျင်းကတကောင်ကိုအယူလုပ်ပြီးတော့လက်ဆက်တဲ့အသားစောင်းမှဒီလိုလုပ်လိုက်မယ်ဝဝစာကလေးမကိုပဲငါ့ရဲ့သားကောင်လုပ်လိုက်မယ်သူကအရင်ကထက်မြက်တယ်မဟုတ်လားဒါမဲ့ငါ့ရဲ့လက်ထင်းကနေတော့လွတ်နိုင်မှာမဟုတ်ပါဘူးလေ အဲ့ဒီစကားတွေအားလုံးကိုရာဇာတိုင်းခက်ကတစ်ပင်မွားနေနားထောင်နေတော့တာပေါ့။သူကဘလို့လောက်ပြီးတော့အဲ့ဒီစကလေးမကိုသူ့ရဲ့တားကောင်အဖြစ်လုံပါလေ။အဲ့ဒီစကလေးမကအယံအောင်လှဲတာ။ငါတော့သူ့ကိုတားကောင်အဖြစ်မဖမ်းနိုင်တာ။သူကဘလို့လောက်ပြီးတော့ဖမ်းနိုင်ပါလေ။အဲ့ဒီနောက်မှာတော့မင်းမင်းတိုင်းခက်ကဝဝစကလေးမကိုဖုံးဆက်လိုက်တော့တယ်။ဒီနေ့မှာမင်းမင်းတိုင်းခက်ကခိုရဲ့အတန်နဲ့ဝဝစကလေးမကိုလှည့်စားမှဖြစ်တော့တယ်။ဟယ်လိုဟယ်လို ဝဝအခုပြောနေတာပါညီမရဲ့အကိုခိုလေဟုတ်ကောပြောလေဘလို့လုတ်ပြရညီမလေးကိုဖုန်းဆက်ဖြစ်တာလေညီမဆီရနဲ့အကူကြီးတစ်ခုလောက်တောင်းမလို့အခုအိမ်ကနေပစ္စံယူလာဖို့မေ့သွားလို့လေအဲ့ဒါတခြားတော့သွားဖို့ကလည်းအလှဉ်လွန်နေလို့အကိုကအခုတောင်းမမလေးအိမ်ကိုပြန်ပြီးတော့ပစ္စံဝင်ယူရင်အချိန်ကပုံပြီးတော့ကြာသွားမှာစိုးလို့အဟအကိုကလည်းနော်ပစ္စံလေးယူသွားဖို့တော့မေ့ရတာလားဒါမှစိတ်မပူနဲ့ညီမလေးအခုယူလာပြီးပေးခဲ့မယ် ဒါမဲ့အကိုအခုဘယ်နားမှာလဲဆိုတာပြောပါအောင်အကိုကအခုတောင်ပေါ်ကသပင်ချုပ်လေးရှိရနေရမှာရှိရညီမလေးညီမလေးအမြန်ဆုံးပတ်စံယူပြီးတော့လာခဲ့လိုက်နော်ဟုတ်ကဲ့ကိုလာခဲ့မယ်အကိုဖုန်းချလိုက်တော့မယ်စိတ်မပူနဲ့ညီမလေးအခုပဲယူလာပေးခဲ့မယ်လူမင်းတိုင်ငက်ကခိုးရဲ့အတန်အတိုင်းလုံးဝစင်တူနဲ့စကားပြောလိုက်တော့တယ်ဝဝစာကလေးမကလည်းဘာမှမသိပဲပတ်စံယူပြီးတော့ထွက်လာလိုက်တော့တယ် ခဏနေဝဝကိုယ်တိုင်ငါးစီကိုပတ်စံယူပြီးတော့ရောက်လာလိမ့်မယ်။အဲဒီခါကျရင်ငါ့သူ့ကိုအရသာခံပြီးတော့အေးအေးဆေးဆေးစားပြစ်မယ်။음တကယ်ကိုပျော်ဖို့ကောင်းပါပဲ။ငါကရမ်းကိုလဲတိတ်ငတ်ပါလား။အဲဒီဝဝစာကလေးမကိုတော့အယူလုံးနိုင်ခဲ့တယ်။ဖះရီမင်းမရငါ့ထက်တောင်ပို့ပြီးတော့လဲသားပဲ။ငါ့မှာတော့လက်ဆက်တဲ့သားအတွက်မနဲ့ကလေးကဘာမှမစားရသေးဘူး။သူကြတော့သားကောင်ကိုယ်တိုင်ကသူ့စီကိုရောက်လာနေရ။ ရာဇာတိုင်ကကအယောင်ပိုက်စာနေရပေါ့သူ့ရဲ့စိတ်ထဲမှာဝဝစားကလေးမရဲ့လက်ဆက်တဲ့အသားကိုစားကျင်တဲ့စိတ်ကပေါ်ပေါက်နေတော့တာပေါ့မမေရေဒုက္ခပါပဲငါမင်းကိုလိုက်ရှာနေတာတနားကြီးလောက်ရှိနေပြီမင်းကဒီမှာပုံပြီးတော့လာထိုင်နေရလားဘာဖြစ်တာလဲရာဇာဘာပြဿနာကြီးများဖြစ်နေလို့မင်းကငါ့ကိုဒီလောက်လိုက်ရှာနေရတာလဲမမေရေငါမင်းရဲ့အိမ်သားမှာထိုင်နေတဲ့အချိန်မင်းရဲ့အိမ်သားမှာမွေအကြီးတကောင်ရှောက်သွားနေတာကိုတွေ့လိုက်တယ်မွေကတော်တော်လေးကိုကြီးတာ ပြီးတော့ရမ်းလိုက်အန်ရရှိမဲ့ပုံပဲငါတော့မနေုံထွက်လာတာဒါပေမဲ့လည်းအဲ့ဒီမွေရမင်းရဲ့အိမ်သားမှာရှိနေတော့မယ်ဘာပြောလိုက်တယ်မွေရငါရဲ့အိမ်သားမှာရှောက်သွားနေတယ်ဟုတ်လားဖျားရေငါရဲ့အိမ်မှာငါရဲ့ကလေးတွေရှိသေးရဲ့လေအဲ့ဒါကြောင့်မောမင်းမင်းငါမင်းကိုအဲ့ဒါပြောဖို့လာခဲ့တာအခုချက်ချင်းအိမ်ကိုသွားလိုက်နေ့ရက်ကလေးတွေကိုလည်းမွေရဲ့အန်ရကနေသွားကြည့်လိုက်အောင်သွားမှဖြစ်မှာပေါ့ဟိုကစားကလေးမရဲ့လက်ဆက်တဲ့အသားအတွက် ငါ့ရဲ့ကလေးတွေကိုတိတ်ခိုင်းလို့မဖြစ်ဘူး။မဖြစ်ပါဘူးလေ။ငါ့ရဲ့ကလေးတွေကအထီးကပဲကလေးတွေကိုအရင်ကဲမှဖြစ်မယ်။အဲ့နောက်မှာတော့မင်းမင်းတိုင်ငယ်ကသူ့ရဲ့ကလေးတွေကိုကဲဖို့အတွက်အိမ်ကိုသွားလိုက်တော့တယ်။သွားလိုက်ပြီ။ငါထက်လဲတဲ့သူကဒီကဘာမှမရှိသေးပါဘူး။အခုငါပဲဒီစားကလေးမကိုအမဲလိုက်ပြီးတော့သူ့ရဲ့အသားကိုရတာခံပြီးစားပစ်မယ်။ရှာစာတိုင်ငယ်ကရအောင်ဝမ်းသာနေတော့တာပေါ့။ အခု तू ကဝဝစာကလေးမရဲ့အလာကိုစောက်နေတော့တယ်ဘဝစာကလေးမကလည်းပတ်ဆက်ယူပြီးတော့တောင်ဘက်ကိုလာနေတဲ့အချိန်လမ်းတစ်ဝက်မှာခိုးတွေ့သွားတော့တယ်။အကိုရဲ့ဘာလို့တော်ရဲကိုပြန်လာရတာလဲ။အကိုတောင်နဲ့ပတ်ဆက်ယူပြီးတော့ညီမလေးကတောင်ဘက်ကိုလာနေရလေ။ဘာပြောနေရလဲဘဝ။အကိုကဘယ်တော့ကပတ်ဆက်တောင်းလိုက်လို့လဲ။ဘယ်ကပတ်ဆက်လဲ။အကိုကအခုမှအိမ်ရာကနေထတာ။မသိညီမလေးကပဲအိမ်နေရင်အိမ်မက်မက်နေရကြာနေရပဲ။ ဟာအကိုကလည်းဘာလို့စောင့်နေနေရလဲအကိုကိုယ်တိုင်မဖုန်းဆက်ပြီးတော့ပြောတာလေအကိုကပတ်စံလို့ရဆိုပြီးတော့လေအကိုအမှန်တိုင်းပြောနေရပါညီမလေးရာအကိုဖုန်းတကယ်မဆက်ပါဘူးမယုံဆိုရင်လည်းအကိုရဲ့မိန်းမကိုသွားမေးကြည့်လိုက်ဒါဆိုရင်တော့စဉ်းစားကြရပဲအကိုသားညီမလေးကိုဖုန်းမဆက်ဘူးဆိုရင်ညီမလေးကိုအကိုအတန်နဲ့ဖုန်းဆက်တာဘာတူလဲอืมအကိုအထင်တော့တခုခုများမှားနေပြီနဲ့တူတယ်ညီမလေးညီမလေးရဲ့အိမ်ကိုပြန်တော့တောင်းပန်မသွားနဲ့တော့ ဒါမဲ့အကိုရဲ့ညီမလေးသာအဲ့တောင်မှမသွားရင်ဘသူကညီမလေးကိုဖုန်းဆက်လဲဆိုအောင်မသိရမယ်နေမှာပေါ့ကဲဒါဆိုလဲညီမလေးသွားဒါမဲ့တခုတော့ရှိရယ်နော် မိထူပရင်နဲ့ရဲမက်တွေကိုပါအထူခေါ်သွားလိုက်ဘယ်သိနိုင်မလဲအဲ့ဒီမှာညီမလေးကိုထိခိုက်အောင်လုပ်ရင်လည်းလုပ်နိုင်တယ်ရဲမက်ကိုသာအထူခေါ်သွားရင်ညီမလေးကိုကယ်ပေးလိမ့်မယ်ခိုးရဲစကားကိုနားထောင်မိရောဘဝစာကလေးမကမိထူပရင်စီကိုသွားလိုက်တော့တယ် နန်းတော်ရဲကိုသွားပြီးတော့ဘဝစာကလေးမကရဲမက်စည်းကွက်ကိုအကြောင်းဆုံးပြပြလိုက်တော့တယ်။အဲ့လိုလား။ကောင်းပြီဘဝ။အဲ့ဒီလိုသေချာပေါက်သွားမှဖြစ်မယ်။အခုနောက်ကနေလိုက်လာခဲ့မယ်။ညီမကိုဘသူကထိကန့်အောင် လုံးနိုင်မလဲဆိုတာကိုကြည့်ကြသေးရပေါ့။ဘဝစာကလေးမကစည်းကွက်ရဲမက်ကိုခေါ်ပြီးတော့တောင်မောကသစ်ပင်ချောက်တွေရှိတဲ့နေရာကိုသွားလိုက်တော့တယ်။အိမ်ရဲ့ဘေးပပတ်လေလုံးစစ်ဆေးကြည့်ပြီးမွေတကောင်ကိုမှတ်ရှာမတွေ့ဘူး။သေချာပေါက်ရာစာကငါ့ရဲ့သားကောင်ကိုလူယူဖို့အတွက်လိန်ပြောနေတာဖြစ်မယ်။ ဒေါသတကြီးနဲ့မင်းမင်းတိုင်ငတ်ကဝဝစာကလေးမှလာမယ့်နေရာကိုသွားလိုက်တော့တယ်။လာပါတော့ဝဝရဲ့ဘယ်ကိုရောက်နေရပါလဲ။ငါဘိုက်စာလုံးတို့ဘိုက်ထဲမှာလဲကြွက်တွေတောင်းချနေပြီ။ခဏနေတဲ့နောက်မှာတော့ဝဝစာကလေးမှကတပင်ချောင်းနာကိုရောက်လာတော့တယ်။အဲ့ဒီအရာတွေအားလုံးကိုမင်းမင်းတိုင်ငတ်ကခိုးပြီးတော့ကြည့်နေတော့တာပေါ့။အကိုကြီးအကိုဘယ်ရောက်သွားရလဲ။အကိုတော့ပတ်ဆိုင်ယူလာခဲ့ပြီ။အဲ့ဒီအချိန်မှာရာစာတိုင်ငတ်ကတိုက်ခိုက်ပြီးတော့ဝဝစာကလေးမရဲ့အချစ်ကိုထုတ်ပေါ်လာတော့တယ်။ခိုးရဘူးလေ ဒီမှာဘာခိုးမှမရှိဘူး။နင့်ရဲ့တိတ်ချင်းတည်းကနင့်ကိုဒီကိုခေါ်လာတာ။နင်ကအရန်ကိုလှဲတယ်မဟုတ်လား။အခုချိန်ထိငါ့ရဲ့ထောင်ချောက်ထဲမှာမပိတ်မိသေးဘူးလေ။ဒီနေ့တော့ငါနင့်ကိုသားကောင်ဖြစ်တက်စားပြစ်မယ်။လုံးဝအလွတ်ပေးမှာမဟုတ်ဘူး။ဒါဆိုငါ့ကိုဒီကိုခေါ်ပြီးတော့လိန်လိုက်တာပေါ့။ရာဇာသိက္ခာကြီးရဲ့ညီမကိုလှုပ်ပေးပါနော်။ဒီကနေသွားခွင့်ပေးပါနော်။ဘာလို့လွတ်ပေးရမှာလဲအမြဲတမ်းငါ့ရဲ့လက်ထဲကနေလွတ်သွားတယ်ဒီနေ့တော့လွတ်မှာမဟုတ်ဘူး ီမာနေ့ကိုကဲမဲ့သူတယောက်မှလည်းမရှိတော့ဘူး။ရှာစာတန်းကကဝဝစာကလေးမကိုတိုက်ခိုက်ဖို့လုပ်နေတဲ့အချိန်အနောက်ကနေဇီးကွက်ရဲမကသူ့ရဲ့လှန်တဲ့ရှာစာတန်းကရဲ့နောက်ကျောကိုထိုးဆိုင်လိုက်တော့တယ်။အဲ့ဒီနေရာမှာနေရှာစာတန်းကတိတ်ဆုံးသွားပါတော့တယ်။ကျေးဇူးတင်ပါတယ်။ဒီနေ့အကိုကြောင့်ညီမလေးအသက်ရှင်ရတာဒီရက်ဆက်တဲ့တန်းငယ်နဲ့အဖြစ်တန်ကိုခံသွားပြီ။အဲ့ဒီနောက်မှာတော့ဝဝစာကလေးမလေးနဲ့ဇီးကွက်ရဲမတို့ကထွက်သွားလိုက်ကြတော့တယ်။ ဝင်းဝင်းတိုင်ကကတော့အဲ့ဒီကြီးအားလုံးကိုကြည့်နေနေကြံခဲ့တော့တယ်။ဖះကြီးအဲ့ဒီစာကလေးမှရောင်းလဲတာပဲ။သူနဲ့အတူရဲမကိုပါခေါ်လာခဲ့တာ။အမှန်တမ်းပြောကြတာပဲ။ဖြစ်လာတဲ့အရာတိုင်းကကောင်းမှုအတွက်ပဲဖြစ်လာတာ။ထောင်စားကုန်ကချခဲ့ပေမဲ့ယာစာကတော့တိတ်သွားခဲ့ရပြီ။ဝင်းဝင်းတိုင်ကကယာစာတိုင်ကရဲ့အဖြစ်ကိုကြည့်ပြီးတော့ရောင်းကိုကြောက်လန့်သွားတော့တယ်။အဲ့ဒီနောက်မှာတော့ဝင်းဝင်းတိုင်ကကကျင်းငက်တည်းရဲ့အသားကိုစားတဲ့အကျင့်ကိုအမြဲတမ်းအတွက်ဆွန့်လွတ်လိုက်တော့တာပေါ့။ ူအုပ်ထဲကတနေရာမှာဝင်ပုံငှက်တကောင်ကသူ့မိသားစုနဲ့အတူလွတ်နေတဲ့အတိုက်တစ်ခုကိုတွေ့လိုက်တယ်။အိုးဒီအတိုက်ထဲမှာဘသူမှမနေတော့ဘူးထင်တယ်။ငါတို့ဒီမှာရှိရဲ့အချိန်ထိဒီအတိုက်ထဲမှာပဲနေကြမယ်။အဲဒီနောက်ဝင်ပုံငှက်ကသူ့ရဲ့ပစ္စည်းရည်နဲ့မိသားစုကို ခေါ်ပြီးတော့အတိုက်ထဲကိုဝင်သွားလိုက်တယ်။ခဏကြာတော့ကာလူချင်းကန်ကအဲ့ဘက်ကိုဖြတ်သွားရင်းနဲ့အတိုက်တကားပွေနေတာကိုမြင်လိုက်ပြီးတော့အတိုက်နာကိုရောက်လာတယ်။ဟာဒါကဘာလဲဒီအတိုက်ကနှစ်ပေါင်းများစွာပိတ်ထားတာ အခုဘသူကများရောက်လာနေရလဲအထဲမှာဘသူရှိလဲကြည့်အောင်ကာလူကအတိုက်တကားနာကိုရောက်လာပြီးတော့អော်ခေါ်လိုက်တယ်ဟာအထဲမှာဘသူလဲခဏလေးအပြင်ထွက်လာပါအောင်ကာလူရဲ့အတန်အောင်ကြတော့ဝင်းပုံငက်ကအပြင်ကိုထွက်လာတယ်ဟုတ်ကဲ့ဘာပါလဲကျွန်တော်ဘာကူညီပေးရမလဲအာဟေးဟေးကူညီရမလို့ပါဘူးငါဒီဘက်ကနေဖြတ်သွားရင်းနဲ့ဒီပိတ်ထားတဲ့အတိုက်ကိုမြင်လိုက်တာ တကားပွင့်နေတာကိုကြည့်ပြီးတော့ဘသူရောက်နေလဲဆိုတာသိချင်လို့လာကြည့်တာမင်းဘသူလဲဘယ်ကနေလာရလဲကျွန်တော်နာမည်ဝင်းပုံငတ်ပါကျွန်တော်နဲ့ကျွန်တော်မိသားစုကဟိုဘက်တော့ကနေလာတာပါဒီတော့ထဲမှာရေခဲမုန်ဆိုင်တစ်ခုဖွင့်မလို့လာတာဒီလိုရောက်တော့ဒီအတိုက်လုတ်ကိုတွေးလိုက်တယ်လေအတော်ကြောင်စောင့်ကြည့်ပေမဲ့ဘသူမှမလာလို့ဒီအတိုက်ထဲမှာနေဖြစ်သွားတာဒီအတိုက်ရဲ့ပိုင်ရှင်ကိုမင်းသိလားစစ်မှုပူပါနဲ့ဒီအတိုက်မှာပိုင်ရှင်မရှိဘူးလာမောင်းမြောက်စွာကလေးကဒီအတိုင်းလွတ်နေရာ ဒီမှာနေတဲ့မိသားစုကလူငယ်တဲ့လာပေါင်းများစွာကလေးကဒီအတိုက်ကိုစွန့်ပြီးတော့တခြားတို့ကိုပြောင်းသွားကြပြီ။ဒါကြောင့်မင်းဒီမှာအေးအေးဆေးဆေးနေလို့ရတယ်။ငါနာမည်ကကာလူ။ငါကဒီတောထဲမှာနှစ်ပေါင်းများစွာနေလာတာ။မင်းငါတို့တောမှာရေခဲမုတ်ဆိုင်လာဖွင့်မယ်ဆိုတော့အရင်ကောင်းတယ်။အခုနေရာဒီလဲဆလာပြီလေ။ဒီတောထဲမှာရေခဲမုတ်ဆိုင်တစ်ဆိုင်မှမရှိသေးဘူး။မင်းနဲ့မင်းမိသားစုငါတို့ချန်ငယ်တော့ကနေကြိုးဆိုပါရဲ့။တခုခုလိုအဲ့ရင်ငါ့ကိုသတိရလိုက်နော်။ငါ့အိမ်ကဟိုးရှေ့ကတပင်ပေါ်မှာရှိတယ်။ ငါခုသွားရမယ်။ Okay ကာလူမင်းကိုအရင်ကျေစွတင်နေ။ကာလူကအဲ့ဒီကနေထွက်သွားလိုက်တယ်။ဝင်ဘောကအိမ်ကားကိုပိတ်လိုက်တယ်။အမလီမိန်းမကြီးဒီတော့ငှက်တွေကိုတော်တော်ငါတို့သတိထားရမယ်။ကာလူကြီးကကတော့ရဲကငှက်တွေအားလုံးကိုရေခဲမုံဆိုင်အောင်ဖွင့်မဲ့ငှက်အကြောင်းပြောပြလိုက်တယ်။ဟဲရေခဲမုံရေခဲမုံဆိုတဲ့အနာမည်ကြားရနေတယ်ငါပါဇက်ထဲကတရေကြလာပြီ။အခုမနေ့ပြန်ထီပဲစောင့်ရတော့မယ်။ မနေ့ပြန်စားပြီးတော့ငါတို့နေတိုင်းအေးဆေးဆေးရေခဲမုံစားလို့ရပြီဟုတ်တယ်ဟုတ်တယ်ဒီနေရာဒီတစ်ခုလုံးငါတို့နေတိုင်းရေခဲမုံစားကြမယ်ညရောက်သွားတယ်ငှက်တွေအားလုံးအိပ်ပျော်သွားကြတော့တာပေါ့မနေ့ရောက်တော့ဝင်းပုံငှက်နဲ့သူ့ရဲ့မိသားစုကငှက်တွေတွားလာတဲ့နေရာမှာရေခဲမုံစားဖွင့်လိုက်တယ်ရေခဲမုံရမယ်ရေခဲမုံရတာရှိရဲ့ရေခဲမုံနေရမယ်ချွတ်ချွတ်မွမွေးရေခဲမုံနေနော် ခဏအတွင်းအဲ့ဒီကနေဖြတ်တော့ဖြတ်လာလုံနေတဲ့ငှက်တွေကရေခဲမှုဆိုင်မှာရက်ပြီးတော့သူတို့ကြိုက်တဲ့အရသာရှိတဲ့ရေခဲမှုတွေကိုစားကြတယ်။ဒီလိုနဲ့ရက်အနေငယ်ကြာသွားတယ်။တနေ့ညမှာတော့မိမငါတို့ဒီကိုရောက်လာတာရက်အနေငယ်ရှိသွားပြီ။တောတစ်ခုလုံးငါကြည့်ပြီးသွားပြီ။အခုငါတို့ဒီကိုလာရတဲ့ရည်ရွယ်ချက်အတွက်အာရုံစရမယ်။ဟုတ်တယ်ကို။ကျမပြောတာဒီကိုရောက်လာတာရက်အနေငယ်တော့မပြည့်သေးဘူး။ဒါမဲ့ကျမတို့ဘလောက်အမြင့်ရလဲ။ ဒီတော့ရငှက်တွေအားလုံးတယောက်နဲ့တယောက်ရင်းရင်းနှီးနှီးနေကြတယ်။ကျမတို့မကောင်းတဲ့အလုပ်ကိုစွန့်ပြီးတော့ဒီမှာအမဲနေရရင်ဘယ်တော့ကောင်းမလဲ။နောက်ထပ်ဘယ်နှခါထွက်ပြေးနေရမှာလဲ။ဘာလဲ။မင်းကဒီလောက်တက်သည့်ရှိလာပြီလား။ငါ့ကိုဘာမှမှန်နဲ့ဘာမှမမှန်ဘူးလို့တိတ်မဲမလို့လား။တိတ်တိတ်နေစမ်းပါ။အလုပ်လုပ်မဟုတ်ရင်အိမ်ကနေနှင်ထုတ်မယ်နော်။ကလေးတွေရှိမှတိတ်ပြီးတော့စကားပြောချင်နေရလား။ဒီစကားတစ်ခုတော့မထွက်ရအောင်နော်။ညရောက်သွားတော့တယ်။ မမေတားရူရေကဲမုံမရောတော်စားရမှာလေဟုတ်တယ်မမေဒီတော့ရမှာရေကဲမုံဆိုင်ရောက်လာကလေးကတခါမှမတော်ရသေးဘူးဘယ်တော့တော်ရမှာလဲပြပြပါကလေးတွေမနှက်ပြက်နေလေဆိုရင်တေချာသွားမယ်လာလာအခုညာလဲနှက်နေပြီအိတ်ရအောင်မနှက်ပြက်ရောက်သွားတယ်ငှက်မနေမိပြစဘာသွားဝယ်ဖို့အိမ်ကနေထွက်သွားတယ်နေလေလောက်မှာစဘာနဲ့အိမ်ပြန်လာတယ်ကလေးတွေလည်းကြောင်ကနေပြန်ရောက်လာကြတယ်လာလာကလေးတွေရေကဲမုံတော်စားကြမယ် ေးဒီကဲမောက်စားရမယ်မနေ့ညငတ်ပြမာလေးကကလေးတွေကိုပြောထားသလိုမျိုးရေကဲမောက်စားကိုခေါ်သွားတယ်လာကလေးတွေဘယ်ရေကဲမောက်လို့ကျင်တာလဲပြောကျွန်တော်တရတိရတာပေးပါကျွန်တော်ချောကလက်ရတာကျမတို့ရောနနတိရတာလေးပေးပါဒီမှာကလေးတို့ရေခဲမုံနေပြပြရှွရှင်စားကြပါ။ငမလေးမိပြရေခဲမုံကိုပေးပြီးတော့ကလေးရင်နဲ့အိမ်ပြန်လာတယ်။မမေ ကျွန်တော်တို့အိတ်ချင်လာပြီဟုတ်တယ်မမေကျွန်တော်ပဲဟုတ်တယ်ကလေးတွေငါလည်းခေါင်းနောက်လာသလိုပဲပြောရင်းနဲ့သူတို့တောင်းအောင်လို့အိတ်ပြောသွားကြတယ်ခဏကြာတော့ညရောက်သွားတယ်ငှက်မလည်းမိပြအိယာကနေနိုးလာပြီးတော့သူ့ငငယ်ချင်းညှက်နေတဲ့စကားပြောဖို့တစ်ပင်ပေါ်မှာစူဝေးလိုက်တယ်ဟဲပြပြမင်းဘာဖြစ်သွားရလဲမင်းကျမရဲ့အစဉ်ပြေရဲ့လားမျက်လုံးတွေဘာလို့ဒီလောက်ဖောင်းနေရလဲပြပြအကုန်လုံးပြပြလိုက်တယ်အာငါမှလည်းအဲ့လိုပဲ ငါမှလည်းညီမလေးဖြစ်တယ်လို့ဖြစ်ခဲ့ဟုတ်တယ်ဟုတ်တယ်မနေ့ကငါ့အိမ်မှာခိုးမှုဖြစ်သွားတယ်အဲ့ဒီချိန်ငါအိမ်မှာပဲရှိနေတာဒါမဲ့ဘလို့မှမသိဘူးငါအိမ်မောကြသွားတာနိုးလာတော့အိမ်ကပြည့်စည်အများကြီးပျောက်နေပြီရေခဲမုန်စားတဲ့သူတိုင်းအဲ့လိုဖြစ်နေတာငါအထင်ဒီထဲမှာတခုခုမတမာမှုတော့ရှိနေတယ်ဒါဆိုရင်ငါတို့အားလုံးသတိထားရမယ်ငါအခုထိအဲ့ဒီရေခဲမုန်ကိုမစားရသေးဘူးမနေ့ဖြန်ငါစားကြည့်မယ်ဘာဖြစ်လဲကြည့်ကြမယ် အန်ဒီတတိထားနော်စားပြီးတော့အိမ်မောကြနေပြီးတော့အိမ်ကပစ္စည်းတွေပျောက်သွားရင်မကောက်မှုဟုတ်တယ်ဟုတ်တယ်ပြပြဒါမဲ့မင်းကောက်စစ်မှုဘူးနဲ့အရင်ဆုံးမင်းရဲ့ဖောင်းနေတဲ့မျက်လုံးတွေကိုကြည့်အောင်မင်းမျက်လုံးတွေဖောင်းနေတာကြောင့်မိစ္ဆာမလို့ဖြစ်နေပြီမိစ္ဆာမဆိုတာဘာတူလဲအလုံးကအတန်ကျဲင်းနဲ့ရီလိုက်ကြတော့တယ်နောက်နေ့နေ့လယ်မှာအန်နီမီနူကရေခဲမှုဆိုင်ကိုရောက်လာတယ်ငါ့ကိုဗနီလာအရသာရှိရေခဲမှုပေးပါဟာ အန်ဒီမလာစဘူးလာလို့ပါလားရေခဲမုံနေကအရန်ကောင်းတာကိုအန်ဒီမလာလို့ကျွန်တော်တော့အလကားလာကြွေးအောင်လို့စဉ်းစားနေတာဟုတ်တယ်ဟုတ်တယ်ငါအစတော့တကြားရီများလို့မစားခြင်းပေမဲ့တတော်လုံးကအရန်ကောင်းနေဆိုပြီးဝိုင်းပြောနေကြတာနဲ့ငါအခုစားမလို့ရှောက်လာတာပဲဟေးငါ့ကိုရေခဲမုံတစ်ခွက်တော့ပေးပါရပါအန်ဒီမီနုသုံးဆောင်ပါအန်ဒီမီနုကရေခဲမုံကိုစားပြီးတော့ အမလေးဟဲ့နင်တို့ရေခဲမုံကလည်းချိုရဲပြီးတော့အခြားသားကလည်းမကောင်းလိုက်တာဝါအနီမီနူကရေခဲမုံကိုဝင်ပုံငှက်ရဲ့ပါပေါ်ကိုပြစ်ပြီးတော့ထွက်ပြေးသွားတယ်အိမ်မေရောက်တော့မီနူငှက်မှာအစ်ချစ်စိတ်တဖြည်းဖြည်းဖြစ်လာပြီးတော့ခဏအတွက်အိပ်ပျော်သွားတယ်အဲ့ဒီအချိန်မှာဝင်ပုံငှက်ကရောက်လာပါတယ်အနီမီနိုကသူ့အိမ်နောက်မှာ CCTV တက်ထားတာကိုဝင်ပုံကမသိလိုက်ပါဘူးခဏအကြာမှာတော့ငါကင်မရာထဲမှာဘာတွေမှတ်ထားလဲကြည့်အောင် သူ့ရဲ့ကင်မရာထဲမှာတော့ဝင်းပုံငက်ကပျက်စီးခိုးနေတာကိုအမင်းအရရိုက်ထားလိုက်ပါတယ်။အော်ဒီလိုကိုအခုမင်းဖေးကင်းတော့မှမဟုတ်ဘူး။အဲ့လိုပြောပြီးတော့ရှားစားပြင်းစီကိုတိုင်တန်းကအကုန်လုံးပြပြလိုက်တော့တယ်။ဟာမင်းတို့ဒါကအရန်အနေများတာပဲ။စစ်သားတွေသွားဝင်းပုံငက်နဲ့သူ့ရဲ့မိသားစုဖမ်းပြီးတော့ဒီကိုခေါ်လာခဲ့။ခဏလေးပါရှားစားပြင်းသူ့ဖမ်းဖို့ငါ့မှာတခြားအစီအစဉ်တစ်ခုရှိတယ်။ မိနှုံးကကရာစာတိုင်းကကိုအစီအစဉ်ပြောပြလိုက်တယ်။အဲ့နောက်ဝင်းမိုးငတ်မိသားစုကရေခဲမုံကိုယူပြီးတော့နန်းတော်ကိုရောက်လာတယ်။ဟမ်ဝင်းမိုးပါလား။လာလာမင်းတို့နန်းတော်ကနေကြိုးဆိုပါတယ်။မင်းရဲ့ရေခဲမုံကိုအရင်ကောင်းကောင်းလုပ်တဲ့ကြားတယ်။ငါတို့ကိုလည်းကြွေးပါအောင်။ဟုတ်တယ်ဟုတ်တယ်ဘုရင်အခုပဲပေးမယ်နော်။ရော့ဒီမရာစာဘုရင်ဝင်းမိုးငတ်မင်းလည်းငါတို့နဲ့ရေခဲမုံနည်းနည်းစားကြည့်ဘလောက်ကောင်းမလဲ။ငါတို့လည်းအရင်ဝမ်းသာရမယ်။ ဟင်ဟင်ရစာစီကျွန်တော်ကဘီရင်တို့နဲ့ရေခဲမို့ဘလို့စားရမှာလဲအရှေ့ကဘီရင်မင်းမြတ်ပါဩဘာကြောင့်မရရမှာလဲဒီလိုကိစ္စမရှိပါဘူးဒီလိုကိစ္စမရှိပါဘူးမင်းကငါတို့ဧည့်တယ်လာငါတို့နဲ့ရေခဲမို့အတူစားပါအာမစားမစားနိုင်ပါဘူးပြောပြပြီလေအာဒါပေမဲ့ဘာလို့မစားနိုင်ရတာလဲဒါအမိတ်ပဲလာငါတို့နဲ့ရေခဲမို့စားစမ်း မဟုတ်ဘူးမဟုတ်ဘူးကျွန်တော်မစားဘူးအဲ့လိုပြောပြီးတော့ဝင်းမုံငက်ကထွက်ပြေးဖို့ကြိုးစားတယ်အဲ့ဒီချိန်မှာမီနုငက်ကသူ့ရဲ့လမ်းကိုပိတ်လိုက်တယ်အဲ့ဒီချိန်မှာငက်တွေအားလုံးလည်းအဲ့ဒီမှာရောက်လာကြတယ်ဘလို့ထွက်ပြေးမလဲတခုံမင်းရဲ့လှုပ်ဝက်ချက်တွေအကုန်ဖွင့်ခံလိုက်ရပြီငါကအားလုံးရဲ့ရွှေမှာမင်းကိုမျက်မြင်တက်တဲ့နဲ့ဖမ်းချင်တာစစ်သားတွေဒီငက်ကိုအကျဉ်းချလိုက်နောက်ဆုံးမှာဝင်းမုံငက်ရဲ့အမှန်တရားကိုအားလုံးရှေ့မှာမြင်လိုက်ရပြီပေါ့